်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဖျားသခင်ကိုတည်ကျွမ်းခြင်းအခွင့်ထူးဆိုတဲ့ကောင်းစဉ်နဲ့ဖိလိပ္ပိအခန်းကြီး3အငယ်9ကနေ17ကိုဆင်ခြင်သွားခြင်းပါတယ် သို့တော်လည်းငါဤအကျိုးစီးပွားကိုပြုစုသောအရာရှိသမျှတို့ကိုရှုံးစေသောအရာကဲ့သို့ခရစ်တော်ကြောင့်ငါထင်မှတ်၏ထိုများမကငါဤသခင်ယေရှုခရစ်ကိုတည်သောပညာသည်အဘယ်များလောက်မျက်တည်ကိုထောက်၍ခတ်သိမ်းသောအရာတို့ကိုရှုံးစေသောအရာကဲ့သို့ငါထင်မှတ်၏ထိုသခင်ကြောင့်ခတ်သိမ်းသောအရာတို့ကိုအရှုံးခံရပြီးတည်ခြင်းမှထမြောက်သောအခွင့်ကိုငါရနိုင်ကောင်းပြင် ကိုရောသည်အသေးခံတော်မူသည်ဤတူငါသည်လည်းအသေးခံ၍ထိုသခင်ကို၎င်းထမြောက်တော်မူခြင်းဤတကိုးကို၎င်းဆင်းရဲခံတော်မူခြင်းကိုဆက်ဆံ၍ခံခြင်းကို၎င်းတိကျွမ်းခြင်းကပညတ်တရားအပြင်ရသောကိုဖြောက်မှတ်ခြင်းကိုမကူစားဘဲခရစ်တော်ကိုယုံကြည်ခြင်းအပြင်ရသော ဖြောက်မှတ်ခြင်းတည်းဟုသောယုံကြည်ခြင်းအတွက်ကြောင့်ဘုရားသခင်ပေးတော်မူသော ဖြောက်မှတ်ခြင်းကိုကူစားသဖြင့် ခရစ်တော်ကိုအမျက်ရ၍ထိုသခင်၌တည်ပါမည်အကြောင်းခတ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ငါထင်မှတ်၏ကျွန်တော်ယုံကြည်သူတွေအနေနဲ့လူတွေတော်တော်များများကလူတော်တော်များများနဲ့ဘလောက်တိကျွမ်းနေတာပဲဖြစ်ဖြစ် ကျွန်တော်အသက်တာမှာအံ့ဩစရာကောင်းတဲ့အလုပ်တွေအများကြီးလုပ်နေတာပဲဖြစ်ဖြစ် အားလုံးထဲမှာအကြီးမားဆုံးသောအခွင့်အရေးကတော့ဘုရားသခင်ကိုတည်ကျွမ်းခြင်းပဲဖြစ်တယ်။ကျွန်တော်လူချင်းနဲ့ပျော်ရွှင်မှုနဲ့ခြေနှက်မှုအစစ်အမှန်ကိုလောကမှာရှိတဲ့လူတွေကအစတခြားဘလို့အရာတွေစီကမှ အမှန်တကယ်ပဲရယူနိုင်မှာမဟုတ်ပါဘူး။လောကီအရာတွေကနေပျော်ရွှင်မှုနဲ့စိတ်ခြေနှက်မှုကိုရှာနေကြခြင်းကဘုရားသခင်ကိုအမှန်တကယ်တည်ကျွမ်းခြင်းအားဖြင့်တန်ဖိုးရှိနေတဲ့ယတနာကိုမိနေကြခြင်းကြောင့်သာဖြစ်တယ်။ လူတော်တော်များများကဘုရားသခင်ကိုတည်သလားဆိုရင်ကယ်တင်ခြင်းနဲ့ပတ်သက်ပြီးတော့မှအများစုကတည်တယ်လို့တော့ဆိုကြလိမ့်မယ်။ဒါပေမဲ့ဘုရားသခင်နဲ့ပတ်သက်ပြီးတော့မှအချက်အလက်ကိုတည်နေခြင်းနဲ့ဘုရားသခင်နဲ့ပုံကိုခြင်းယဉ်ဤကျွမ်းဝင်မှုကတော့ကြွာချားချက်များစွာရှိပါတယ်။ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ဘုရားသခင်နဲ့ပူပြီးတော့နိကတ်စွာကြီးထွားလာတင်ပါလေ။ဘုရားသခင်ကဘလို့ဖျားမျိုးဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကပူပြီးတော့တည်ကျွမ်းဖို့အတွက်သူနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အရာတွေကိုပူပြီးတော့ လိမ့်လာတင်ပါတယ်လူတွေကကိုကိုကိုအာကို အမိပြုပြီးတော့ဘဝကိုရှောက်လန်းနေကြတဲ့အခါမှာဘုရားသခင်ကိုအမှန်တကယ်သိနိုင်ကြတာမဟုတ်ပါဘူးဘုရားသခင်ကိုအမှန်တကယ်မသိဘဲနဲ့တည်တည်အောင်နဲ့သူတို့ကိုသူတို့မာနာမကြီးတဲ့အကြောင်းမောက်မာတဲ့သူတရားမဟုတ်တဲ့အကြောင်းယူသားပွင့်လင်းတဲ့စိတ်လုံးရှိတဲ့အကြောင်းသူတို့ကိုယ်တိုင်အပေါ်ယံအနေနဲ့ပြသပါလိမ့်မယ်ပြာဒခင်ကိုအမှန်တကယ်တည်ကျွမ်းတဲ့အခါမှာကျွန်တော်တို့ရဲ့ခြေကွဲခြင်းနဲ့အခုအညီမဲ့ခြင်းတွေမှာတော့ ိုတော်ဟာဘသူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တေးသေးချာချာရှာဖွေ တွေ့ရှိနိုင်မှာဖြစ်တယ်။ဘုရားသခင်ကိုသိဖို့အတွက်ကျွန်တော်တို့စိတ်လုံးမှာစိတ်မနဲ့စာငတ်မှုရှိနေသလား။ဒါဆိုရင်ကျွန်တော်တို့ကဘသူလဲ။ကျွန်တော်တို့ဘလို့လူဖြစ်တယ်လဲဆိုတာကိုမိမိကိုယ်ကိုအရင်မေးလိုက်ပါ။ဘုရားသခင်ကတော့ကျွန်တော်တို့ကိုလုံလုံလားလားသိထားပြီးဖြစ်တယ်။ကိုယ်တော်အတွက်ကြောင့်မဟုတ်ပဲနဲ့ကျွန်တော်တို့အတွက်ကြောင့်ပဲဖြစ်တယ်။ဒါကြောင့်ယောဟန်အခန်းကြီး7ခွအငယ်3မှာ ထာဝရအသက်ဟူမူကမှန်သောဘုရားသခင်တဆူဒီဖြစ်တော်မူသောကုရောကု၎င်းဆီလွတ်တော်မူသောယေရှုခရစ်ကို၎င်းတည်ကျွမ်းခြင်းတည်းလို့ဆိုထားပါဗျာ။တန်ရှင်သောဘုရင်တော်ကတမန်တော်ကို ဖွင့်ပြဖို့အတွက်ဘုရားသခင်နဲ့အချိန်ယူခြင်းအားဖြင့်ကျွန်တော်ဟာဘုရားသခင်တကယ်အခွင့်အရေးပေးထားတဲ့သူမှန်သိလာလိမ့်မှာဖြစ်တယ်။ဂျာနာဆင်ခြင်ခဲ့တဲ့သူတိုင်းဘုရားသခင်ကိုတည်ကျွမ်းခြင်းအခွင့်အထူးရှိနေတဲ့သူဖြစ်မှန်ကိုကိုကို တည်မှတ်နားလည်ခံစားနိုင်ကြပါစေ။အာမင်။ဤခေါ်အပ်တဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော်အပ်ပါသည်။